ကဘာဦးချမ်းအခိုင်း19ကဘာဦးချမ်းအခိုင်း19သည်တောတုံနှင့်ဂေါမရ ဖြစ်စည်းခံရခြင်းဖြစ်သည်။ကောင်းဝင်တမန်နှစ်ပါးတို့သည်ညဦးအချိန်၌တောတုံမျိုးတို့ရောက်လေ၏။လောတသည်မြို့တကားဝ၌ထိုင်လျက်သူတို့ကိုမြင်လျင်ခရီးဥကြူပြူခြင်းကထ၍မြေ၌ဥညွတ်ချလျက်အကျွန်ုပ်သခင်တို့ကိုတော့ကြုံ၏အိမ်သို့ဝင်၍တညလုံးနေကြပါ။ခြေကိုဆေးကြပါ။ နက်နက်စောစောထား၍ကြွသွားကြပါလောဟုဆိုလေ၏။ကောင်းငင်တမန်တို့ကငါတို့သည်မဝင်တညလုံးလမ်း၌နေတော့မည်ဟုဆိုတော်လေ။ကြက်ကြက်သွေးဆောင်သောကြောင့်တဖန်လောတနေရာသို့လှဲ့၍သူ၏အိမ်သို့ဝင်ကြ၏။လောတလည်းသူတို့အဖို့ပွဲလုံး၍တဆေးမပါသောမုန်းကိုပေါင်းပြီးမှသူတို့သည်စားကြ၏။ထိုသူတို့သည်မအိပ်မီတောတုံမြို့သားယောက်ျားအကြီးအငယ် အရရက်ကလာတော့သူအပေါင်းတို့သည်အိမ်ကိုဝိုင်း၍လောတကိုဟစ်ခေါ်လျက်ယနေ့ညမှာတင့်အိမ်တို့ဝင်တော်လူတို့သည်အပေမှာရှိသည်နီထိုသူတို့နှင့်ငါတို့သည်ဆက်ဆံလိုသည်ဖြစ်၍သူတို့ထံသို့ထွက်စီလောဟုဆိုကြ၏လောတသည်လည်းတကားပြန်မှာသူတို့ထံသို့ထွက်၍မိမိနောက်၌တကားကိုပိတ်ပြီးလျှင်ညီအကိုတို့အာရမမှုကိုဤမြောက်လောက်မပြုကြပါနှင့် အကျွန်ုပ်၌ယောက်ျားနှင့်မဆက်ဆံသောတမီးနှစ်ယောက်ရှိပါ၏သူတို့ကိုတင်တို့ထံသို့ထုတ်ရသောအခွင့်ကိုပေးကြပါလောသူတို့၌ပြုခြင်းတမျှပြုကြလော့ဤလူတို့၌အလင်းမပြုကြပါနှင့်အကြောင်းမူကားသူတို့သည်အကျွန်ုပ်အိမ်မိုးအရေးကိုခိုနေပါ၏ဟုတောင်းမှန်တော်လဲသူတို့ကဆုတ်လော့ဟုဆိုကြ၏တဖန်တင်သည်တဲကိုချင်းငါသာရောက်လာပြီတရားသူကြီးလောက်ရမည်လောယခု ိုသူတို့၌ပြုသည်ထက်တင်၌သာ၍သိုးသောမှုကို ပြုမည်ဟုဆိုလျက်လောတကိုကြက်ကြက်ဖြစ်၍တကားကိုလည်းပောက်ခွဲချိုးဖြက်ခြင်းကချင်းလာကြ၏ထိုအခါကောင်းကင်တမန်တို့သည်လက်ကိုဆန့်၍လောတကိုမိမိတို့နေရာအိမ်အတွင်းသို့ဆွဲပြေးလျင် တကားကိုပိတ်ကြ၏အိမ်တကားနားမှရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစီခြင်းကတန်ခတ်သဖြင့်သူတို့သည် တကားကိုရှာ၍ပင်ပန်းခြင်းသို့ရောက်ကြ၏ ။ကောင်းကင်တမန်တို့ကလည်းဤအရ၌တင်းနှင့်ဆိုင်သောသူရှိသေးသလား။သာသမီတမတ်မြို့ထဲမှာတင်၌ရှိသည်မျှကိုဤအရကထုတ်ဆောင်လော။ဤအရကိုငါတို့သည်ဖြည့်စည်းတော်မူ။အကြောင်းမူကားအရသားတို့သည်ထာဝရဘုရားရှိတော်မှာအလွန်ကြွေးကြော်ကြ၍ဖြည့်စည်းရန်ငါတို့ကိုထာဝရဘုရားစေလွတ်တော်မူပြီဟု လောတာအားပြောကြ၏။လောတာထွက်၍တမီးနှင့်ဆုံဖတ်တော်သူမိမိတမတ်တို့အား ထကြဤအရက်မှထွက်သွားကြဤမြို့ကိုထာဝရဖျားဖြစ်စည်းတော်မူမည်ဟုဆိုတော်လေကြည်စားဟန်ရှိသည်ဟုတမတ်တို့ထင်ကြ၏မိုးတောက်သောအခါကောင်းကင်တမန်တို့သည် လောတာကိုနှိုးစော်လျက်တင်းသည်ထ၍ဤရက်၌ရှိသောမယားနှင့်တမီးနှစ်ယောက်တို့ကို ယူသွားလောသူမဟုတ်မြို့ဤအပြစ်၌ဆုံးချင်းတို့ရောက်လိမ့်မည်ဟုဆိုတော်လေသူသည်ဖြင့်ရွယ်သောအခါသာဝရဖျားတနာတော်မူသောကြောင့် ကောင်းငင်တမန်တို့သည်သူနှင့်သူ၏မယားသူ၏တမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍မျိုးပြင်သို့ထုတ်ဆောင်ကြ၏ပြင်သို့ရောက်သောအခါတင်သည်အသက်ချမ်းသာရခြင်းကပြေးလောနောက်သို့လှည့်၍မကြည့်နှင့်ညင်ညီသောအရ၌အလင်းမနေနှင့် တောင်ပေါ်သို့ပြေးလော့သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏လောတာကလည်းအကျွန်ုပ်သခင်ထို့သို့မဆိုပါနှင့်ယခုမှ ကိုတော်ကျွန်သည်ရှေ့တော်၌မျက်နှာရပါပြီ။အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်အကျွန်ုပ်၌ပြုတော်မူသောဂယုဏကျေးဇူးအများပြားလှပါ၏။ဘေးလွတ်၍တောင်ပေါ်သို့မပြေးနိုင်ပါ။ဘေးတစုံတစ်ခုတွေ့၍တေမီကိုစိုးရင်ပါ၏။ကြည်ပါထိုမြို့နီးပါ၏။ပြေးတာပါ၏။ငယ်သောမြို့လည်းဖြစ်ပါ၏။ဘေးလွတ်၍ထိုရက်သို့ပြေးပြရစေ။ထိုမြို့သည်ငယ်သောမြို့မဟုတ်လော။တို့ပြေးလျင် အသက်ချမ်းသာရပါမည်ဟု၆ဆို၏။ ထိုသူကလည်းကြည်ပါဤအမှုအရာ၌လည်းတင်းဤစကားကိုငါနားထောင်စီခြင်းက ထိုမျိုးအတွက်တောင်းမှန်သောကြောင့်ငါမဖြစ်စီဘေးလူရှင်းကထိုမျိုးတို့အလင်းအမြန်ပြေးလော ထိုမျိုးတို့မရောက်မီငါသည်အဘယ်အမှုကိုမျှမပြုနိုင်ဟု ဆိုလေ၏ထိုကြောင့်ထိုမျိုးကိုဇောရမျိုးဟုတမုတ်ကြ၏လောတာသည်ဇောရမျိုးတို့ဝင်သောအခါမြေကြီးပေါ်မှ နေထွက်ခြင်းဖြစ်သည်ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်အထံတော်မှာတောတုံမျိုးနှင့်ဂေါမရမျိုးအပေါ်သို့ကန့်နှင့်မီးမိုးကိုရွာစေတော်မူ၏ထိုမျိုးတို့ကို၎င်းဂျိုင်းအရက်တစ်လျှောက်လုံးကို၎င်းမြို့သားအပေါင်းတို့ကို၎င်းမြေ၌ပေါက်သမျကို၎င်းမှောက်လဲတော်မူ၏လောတာဤမယားမူကားနောက်သို့လှည့်ကြည့်၍စားတိုင်ဖြစ်လေ၏နနက်စောစောအာဗြဟံသည်ထ၍ထာဝရဘုရားရှိတော်၌ရက်နေသောအရက်သို့သွားပြီးလျှင် တောရုံမျိုးနဲ့ဂေါမရာမျိုးမှစသောဂျမ်းအရက်တစ်လျှောက်လုံးကိုကြည့်ရှု၍မိဖို့၌အခိုးကဲ့သို့တပြည်လုံးအခိုးတက်သည်ကိုမြင်လေ၏ထို့သို့ဘုရားသခင်သည်ဂျမ်းထဲမှရှိသော မျိုးတို့ကိုဖျက်ဆီးသောအခါအာဗြဟံကိုအောင်းမေ့တော်မူ၏လောတနေသောမျိုးတို့ကိုမှောက်လဲသောအခါမှောက်လဲရာထဲကလောတကိုလွတ်လိုက်တော်မူ၏ အခန်းငယ်30အခန်းငယ်30သည် လောတာနှင့်သူ၏တမီးများအကြောင်းဖြစ်သည် လောတာသည်ဇောရာမျိုးမှထွက်၍တမီးနှစ်ယောက်နှင့်တကွတောင်ပေါ်မှနေ၏ဇောရာမျိုး၌မနေဝန်း၍တမီးနှစ်ယောက်နှင့်တကွဥမင်၌နေ၏တမီးကြီးကငါတို့အဖအိုပြီးမြေကြီးသားအပေါင်းတို့၏ဘာသာအတိုင်းငါတို့ထံသို့ဝင်ရသောယောက်ျားတစ်ယောက်မှမြေပေါ်မှာမရှိ။လာကြ။ငါတို့အဖကိုစပိရီတိုက်ကြစို့ ငါတို့အဘ၏မျိုးနွယ်ကိုစောင့်မ၍သူနှင့်အိတ်ကြဆိုဟုညီမကိုပြောဆို၏ထိုနေ့ညမှာသူတို့သည်အဘကို စပည့်ရေတိုက်ပြီးလျင်တမီးကြီးသည်ဝင်၍အဘနှင့်အိတ်လေ၏သူအိတ်ចောင်းကို၎င်းထအចောင်းကို၎င်းအဘမသည်နက်ပြန်နေ့တွင် အကြီးက မနေ့ညမှာငါသည်အဘနှင့်အိတ်လေပြီယနေ့ညတဖန်သူကိုစပည့်ရေတိုက်ကြဆိုတင်းသည်ဝင်၍ အဘဤမျိုးနွယ်ကိုစောင့်မခြင်းက သူနှင့်အိတ်လော့ဟုညီမကိုပြောဆို၏ထိုနေ့ည၌လည်းသူတို့သည်အဘကိုစပိတ်ရီတိုက်ပြီးလျင်အငယ်သည်ဝင်၍အဘနှင့်အိတ်လေ၏အိတ်ចောင်းကို၎င်းထအောင်းကို၎င်းအဘမသည်ထိုသို့လောဒအိတ်သမီးနှစ်ယောက်တို့သည်မိမိအဘအဖြစ်ပြိတ္တိဆွဲ၏သမီးကြီးသည်တားကိုဖွား၍မောဘအမိဖြင့်မှဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘအဖြစ်တည်းတမိငယ်သည်လည်းတားကိုဖွား၍ဘေနမိအမိဖြစ်အမဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသောအာမုံအမျိုးသားတို့၏အဘဖြစ်တည်းကပ္ပဦးကျန်အခန်း29ပြီးပါပြီအားလုံးကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်